ဂိမ်းပေါင်း900ကျော်ကိုနောက်ကွယ်ကနေဘလို့ control လုပ်ထားလဲဆိုတော့ကျွန်တော်နဲ့အတူတူစိတ်ဝင်စားဖို့ like လိုက်ကြရအောင်ဟယ်လိုအားလုံးမင်္ဂလာပါတန်လေးကြိုဆိုလိုက်ပါရပေါ့အဲဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော်ဒီဂိမ်းပေါင်း900အစရှိတဲ့ဂိမ်းတွေပေါ့နော်အဲဒီမနိုင်ငံမှာလည်းလူတော်တော်များများစောင့်နေတယ်အဲဒီဂိမ်းတွေရဲ့အလုပ်လုပ်ပုံကိုကျွန်တော်လေ့လာထားတာပြောပြသွားမှာပါကြည့်ဒါဆိုလို့ရှိရင်တော့စက်ကြည့်လိုက်ကြရအောင် ဟုတ်ပါတယ်ဒီဂိမ်းတွေကကျွန်တော်တို့ထင်သာလို့ကန်ဆိုးခြင်းကန်ကောင်းခြင်းတွေနဲ့နိုင်လာဆုံးလာမဟုတ်ဘူးဥပမာကျွန်တော်တို့လက်ထဲမှာပတ်စံရှိလို့ချဲလာမှမဟုတ်ဘူးထိလို့လိုက်လို့ထိပေါက်ခြင်းပေါက်လာနိုင်မယ်ပေါ့နော်အဲ့လိုမျိုးပေါက်လာလို့ချမ်းသာရင်ချမ်းသာလာနိုင်မယ်အဲဒီဂိမ်းတွေဆိုပြီးချမ်းသာလာဖို့ဆိုတော့လုံးဝမဖြစ်နိုင်ပါဘူးပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုကြည့်လိုက်လို့ရှိရင်ပုံပြီးသိတာတော့ပါနိုင်မယ် ဟုတ်ပါတယ်ဒီပြိုလေးမှာဆိုလို့ရှိရင်တို့ရဲ့ဒီ young operator တွေကအခုလိုပတ်စံနေနဲ့ပြန်ကျဲပြီးတော့တို့ပြပောက်ရှင်ရှင်နေနေတာပေါ့နော်ဒါကပါလို့ဆိုရင်တို့မြတ်လို့ပေါ့အခုလိုမျိုးမြတ်အောင်ဒီ game ဆော့တဲ့ user တွေကိုတို့တွေကဘလို့ control လုပ်ထားနေပေါ့နော်ပုံမှန်တခုဆိုလို့ရှိရင် mobile legend ကိုတော်ရင်တော်တို့နိုင်ွယ်ရနိုင်တယ် PUBG ကိုတော်ရင်တော်တို့နိုင်ွယ်ရနိုင်တယ်ဒါပေမဲ့ဒီ game တွေကကိုတော်ရင်တော်တို့နိုင်ွယ်ရနိုင်တာဆိုတော့မရနိုင်ပါဘူးပေါ့နော် ကိုယ်လက်ထဲမှာပတ်ဆက်နှစ်သိန်းရှိမှဆိုလို့ရှိရင်သူတို့တွေကအဲ့ဒီလက်ထဲကနှစ်သိန်းခွဲထိကိုသူတို့တွေကပြင်မှတ်ထားတာလေလက်ထဲမှာနှစ်သိန်းဆိုလို့ရှိရင်အမြဲတမ်း plus 5000ပဲပေါ့နော်အဲအခုလိုမျိုးသူတို့ရဲ့ဈာတွေနဲ့ကျွန်တော်တို့စီကပတ်ဆက်တွေကိုယူဖို့အတွက်သူတို့တွေပြင်မှတ်ထားတယ်ပေါ့ဘာလို့မှမဆိုလို့ရှိရင်အခုလို online game တွေအများကြီးရှိရဲအဲ့လို online game တွေမှာဆိုလို့ရှိရင်ကျွန်တော်တို့စီးစနစ်ကြကြ run နေတဲ့ online game တွေရှိသလိုအခုလိုမျိုးပေါပန်းလေးတွေဗျမ်းမတာ run နေတဲ့ online game တွေလည်းရှိတယ်ပေါ့နော်အဒီ game တွေအများစုကဘယ်မှာလဲဆိုလို့ရှိရင် away ကြည့်စရာမလိုပါဘူးမိတ်ဆွေတင်းရဲ့ပတ်ဝန်းကျင်မှာရှိတဲ့လူတွေဆော့နေတဲ့ game တွေပါပဲပေါ့နော်အဲကျွန်တော်ဒီအလုပ်အားလုံးတွေကမှအပြင်သွားလိုက်တဲ့အခါမှာလည်းဒီ game ကိုတက်စီဓမားတွေဆော့နေတယ်အဲပြီးတော့ designer game ဓမားတွေဆော့နေတယ်လက်ကသုံးသက်ချက်တွေအရဒီ game တွေကိုဆော့တဲ့လူအများစုကကျွန်တော်ဒီအသက်ကြီးရမ်းပေါ့နော် ကိုမိဘရွယ်တော့ပဲဒီ35 45ပတ်ချာလဲလူကြီးတွေအများဆုံးစုံရတယ်။ဘာလို့လဲဆိုလို့ရှိရင်ဒီလူတွေကကြာတော့ကျွန်တော်တို့တွေပြောလို့မရဘူး။လူကြီးတွေအများဆုံးကကိုလုံးမကိုမှန်တယ်ဆိုတဲ့ယူဆရှိတာကြောင့်အဲ့ဒီဂိမ်းကုမ္ပဏီရဲ့အဓိကတာဂက်ကအဲ့ဒီအသက်35နဲ့45ပတ်ချာတဲ့လူကြီးတွေကိုသူတို့အဓိကတာဂက်ထားတယ်ပေါ့နော်။သူတို့တွေကအစောပြောလို့ပဲသူတို့လောက်တာသူတို့မှန်တယ်။တခြားလူတွေကပြောတဲ့အခါမှာသူတို့တွေလက်မခံဘူးပေါ့နော်။ဥပမာမိသားစုကအင်းနဲ့ကိုသူတို့တွေအဓိကတာဂက်ထားပြီးဆော့တယ်။ ကိုယ့်ရဲ့မိဘတွေထဲမှာလည်းဒီ game လေးကိုစောင့်နေတဲ့လူတွေရှိရဲ့အဒီဘလိုလေးကိုသူတို့ကိုပြန် share ပေးဖို့ကျွန်တော်ဒီနေရာနေပြီးတော့အနှွံ့ညွတ်ရက်တာရက်ခံပါရယ်ပေါ့နော်ဘာလို့ဆိုလို့ရှိရင်ဆိုတာပြောလို့ပဲဒီဘလိုလေးပြီးသွားတဲ့အခါမှာဒီ game ကဒီလိုပါလားဆိုတာသိသွားမှဖြစ်လို့ပါပဲပေါ့ကဲဥပမာတစ်ခုအနေနဲ့ပြောလိုက်ကြရအောင်ကျွန်တော် Facebook Facebook ဆိုလို့ရှိရင် သူ့ရဲ့ application တစ်ခုထဲမှာရှိတဲ့ user တွေအားလုံးရဲ့လှုပ်ရှားဖို့မျိုးသူ monitoring လုပ်လို့ရတယ်။ကျွန်တော်တို့တွေစာဖို့တာကစာသူပြန်ပြီးကြည့်လို့ရတယ်ပေါ့နော်။ဘာလို့လဲဆိုလို့ရှိရင်သူ့ရဲ့ server ထဲမှာအဲ့ဒီ session တွေအားလုံးကိုသူကအမြဲတမ်း run နေထားတဲ့အတွက်ကြောင့် backup ယူပေးထားတဲ့အတွက်ကြောင့်အခုလိုမျိုးသူကြည့်နေတဲ့အချိန်ကြည့်လို့ရတာဖြစ်တယ်။အဲ့ဒီအတိုင်းပဲကျွန်တော်ဒီ online game တွေကလည်းအဲဘာနဲ့သွားတူလဲဆိုလို့ရှိရင်မိတ်ဆွေတို့တိမလာတာမသိဘူး။ Anidas လို့လို့တင်းပြရလို့ဆိုဝင် ဒီ software တွေကကျွန်တော်တို့တခြားလူကဘာလုပ်နေလဲဆိုတာကိုတမ်းပြီး assess လုပ်လို့ရတယ် control လုပ်လို့ရတယ်အဲ့လိုပုံစံမျိုးပဲ game တွေကလည်းသူတို့ရဲ့ game လည်းဒါမှမဟုတ်လို့ရှိရင်ဒီ game application လေးတွေကိုဝင်လိုက်ပြီဆိုတာနဲ့အကျွန်တော်တို့ရဲ့လှုပ်ရှားမှုအားလုံးကိုအခုလိုသူတို့တွေကကြည့်လို့ရတယ်ကျွန်တော်ရမ်းပြောနေတာမဟုတ်ပါဘူးမယုံလို့ရှိရင်ဒီ video လေးကိုကြည့်လိုက်ပါပေါ်တော့ဒီအရာတွေကကျွန်တော် TikTok တွေမှာလည်းတက်လာတာတွေ့တယ်မှာဒါမှမဟုတ်လူတိုင်းကလက်မခံဘူး ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့တွေပတ်စံနေအိုက်တမ်းမှာအများကြီးပါထားရတဲ့အတွက်ကျွန်တော်တွေရလို့ရတာပြန်ပြီးလုပ်ကြရပါတော့။ဆိုလိုချင်တာကတချို့တွေကပြောကြတယ်ဒီ game ကပတ်စံပေးတဲ့အချိန်ကဒီလိုအချိန်နဲ့ဒီလိုအချိန်နဲ့ပေးတယ်လို့ပြောကြတယ်။ဒါပေမဲ့အဲ့ဒီအချိန်တွေမှာတော့တို့တွေက control မလုပ်ဘူးလားဆိုတော့လုပ်ထားပါတယ်ပေါ့နော်။ဘလို့ပဲလုပ်နေနေကျွန်တော်တို့ထဲကပတ်စံနေတာပါမှာပဲဖြစ်တယ်။ဒါကြောင့်ဒီ game တွေကိုမဆော့ဘူးဒီနေရာနေပြီးတော့ထပ်ပြီးတော့မြေတားရက်ခံပါတယ်ပေါ့နော်။ ကြောင်းတော့မသိဘူးဒီ game ကိုနေမှာရှိတဲ့ operator တွေကိုသူတို့ရဲ့ဒီတွေရနေပြီးပတ်စံနေအများကြီးတလတလမြန်မာဝင်20ကျော်လောက်ဒီသူတို့ဘာလို့ပေးနိုင်တာလဲဆိုလို့ရှိရင်ဒါတွေကြောင့်ပေါ့နော်ဒါကအခြေခံလားသာပဲရှိသေးတယ်အဲသူတို့တော်ရင်တော်သူတို့ရှုံးရင်ရှုံးသူတို့ပြပေးတံမဲစနစ်လည်းသူတို့စီမှာရှိတယ်ပေါ့နော်ဒါကတော့ကျွန်တော်လေ့လာထားတဲ့လောက်သိရတာဖြစ်တယ်ပေါ့နော် ပြီးတော့တော့သူတို့တွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီဝန်ထမ်းတစ်ယောက်ကဒီလောက်မှာဝေးအမောက်ကိုသူတို့တတ်မှတ်ထားတဲ့ရာခိုင်နှုန်းတွေပို့ပြီးရှာနိုင်လို့ရှိရင် ဲ့လိုတောင်သူတို့တတ်မှတ်ထားတဲ့ပတ်သက်တဲ့ပုံပြီးပေးလေရှိကြတယ်ပေါ့နော်အဒါကကြတော့ဝန်ထမ်းတွေကိုသူတို့ဆွဲမှတ်အောင်အဲသူတို့အခုလိုမျိုးကွန်ထရိုးလုပ်တာလားဒါဆိုလို့ရှိရင်ဒီဝန်ထမ်းတယောက်က user တွေကိုဘယ်လိုကွန်ထရိုးလုပ်ရမလဲဆိုတာသူတို့တွေသိနေတယ်တလောက်ဒေါ်လာ1000ဆိုလဲသူရှာနိုင်တယ်ဒေါ်လာ2000ဆိုလဲသူရှာနိုင်လေပေါ့နော်ဒီဝန်ထမ်းတယောက်ရဲ့ပုံမှန်ရှာနိုင်စွမ်းပုံပုံမြင့်လာတဲ့အတွက်ဒီဝန်ထမ်းကိုအကျွန်တော်တွေပတ်သက်နေအများကြီးပို့ပေးတာဖြစ်တယ်ဒီဝန်ထမ်းကလူအယောက်20ရှာနိုင်လို့ရှိရင် နောက်ဝင်တန်းကလည်းအယောက်20ရှာနေမှာပေါ့နော်အခုလိုမျိုး snip တင်လဲသူတို့တွေက run နေတာဖြစ်တယ်ပေါ့ဒါကြောင့်မလို့ဒီနှစ်မှာသူတို့တွေကမျက်ခံရအောင်ပါပဲနောက်နှစ်မှာရှုံးမလားဆိုတော့မရှုံးဘူးပေါ့နော်အများအားသူတို့တွေကအမျက်အမျက်နဲ့သွားနေတယ်ဘာလို့လဲဆိုလို့ရှိရင်ကျွမ်းကျင်တဲ့အခုလို operator တွေကိုသူတို့ရဲ့ company မှာခန့်အပ်ထားတဲ့အတွက်ဒူတွေရဲ့စိတ်တွေကိုဒီ operator တွေကကောင်းကောင်းအသုံးချနိုင်တယ်ပေါ့နော်အဲဒါကြောင့်မလို့ဆိုတော့ကျွန်တော်ပြောခဲ့လို့ပဲဒီအသက်35နဲ့45နှစ်ကြားထဲမှာရှိတဲ့လူကြီးတွေကိုပြစ်မှတ်ထားပြီးတော့ဒီ game ကိုစပြီးတော့နှိမ့်ဆက်ခဲ့တာပေါ့ တေချာစဉ်းစားကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီ game ကိုဆော့တဲ့လူတွေကလူငယ်တွေထဲမှာမရှိသလောက်ရှားတယ်ပေါ့နော်ဒါပေမဲ့ဆော့တဲ့လူတချို့လည်းရှိလိမ့်မယ်ဆော့တဲ့လူအများစုကလည်းကျွန်တော်တို့တွေတခြားတယောက်ကလည်းသူတို့ကိုမင်းဒီ game တွေမဆော့နဲ့ဆိုလို့ရှိရင်အပြန်ပြီးတော့ဆင်ခြင်နိုင်လမ်းရှိတယ်ပေါ့နော်အစောကပြောလို့လည်းအပြောလို့မရတော့ဒီအရွယ်တွေပါပဲပေါ့နော်ဒါကြောင့်မလို့အဒီဂိမ်းကိုဆော့နေတဲ့ပတ်ဝန်းကျင်မှာဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုပြလိုက်ပါအဲသူတို့တွေကအခုလိုမျိုးတွေကွန်လွတ်လောက်ထားတယ်ပေါ့နော်ကျွန်တော်တို့တွေတိုင်အောင်လေးလုပ်လို့ရလို့ရှောင်းအောင်လေးလုပ်လို့ရတယ် ဒါပေမဲ့သူတို့သတ်မှတ်ထားတဲ့ဂျေးကတော့ကျွန်တော်တို့စီမှာ2သိန်းရှိရင်2သိန်းခွဲလောက်ကိုသူတို့တွေကပြတ်ထားတဲ့အနေအထားပေါ့နော်ခုမြင်နေရတဲ့ဗီဒီယိုလေးကလည်းကျွန်တော်တို့ဒီတရုတ်နိုင်ငံဂိမ်းကုမ္ပဏီတစ်ခုမှာခုလိုမျိုး TikTok မှာကျွန်တော်တွေ့လို့ပြန်ပြီးယူထားပြီးတော့ခုလိုပြန် share ပေးရပါတော့။ဒါကြောင့်ဒီဂိမ်းကပတ်စပ်နေပဲခုံသွားရလားဆိုတော့မဟုတ်ဘူး။တင်းရဲ့ရီမိုင်းချက်တွေတင်းရဲ့မျိုးတွေးတာရတဲ့မိသားစုအဆရှိတဲ့အရာတွေအားလုံးဆုံးရှုံးသွားတာပါဒါကြောင့်ဒီဗီဒီယိုလေးကိုကြည့်တဲ့နောက်ပိုင်းမှာဒီဂိမ်းတွေကို ကိုကမဖြတ်နိုင်ဘူးဆိုလို့ရှိရင် short ဆော့စေချင်ပါလေကိုမှတလောက်ဘယ်လောက်ပဲဆော့မယ်ဆိုပြီးကိုကို limit နေနဲ့ထားစေချင်ပါလေဖြစ်နိုင်လို့ဆိုလို့ရှိရင်တော့မဆော့တာအကောင်းဆုံးပါပေါ့နော်ဒီ video လေးကမျိုးတူတယောက်ကိုမှထိခိုက်ဆိုလို့လည်းရေချစ်ချောင်တက်ဆက်ထားခြင်းမဟုတ်ဘူးပေါ့နော်အစောကပြောလို့လည်းဒီကိန်းကြောင့်ဘဝပြတ်ခဲ့ရလူတွေအများကြီးရှိပါလေပေါ့နော်ကျွန်တော်ရဲ့ပတ်ဝန်းကျင်မှာလည်းရှိတယ်လို့မိတ်ဆွေတို့ရဲ့ပတ်ဝန်းကျင်မှာလည်းရှိပါလေဒါတွေကိုတွေ့ပြီးတော့ခုချိန်ကစပြီးတော့ဒီကိန်းလေးကိုစွန့်လွတ်တဲ့စွန့်လွတ်လိုက်ပါပေါ့နော် အဒီဗီယိုလေးကတော့ဒီဂိမ်းတွေအကြောင်းကိုကျွန်တော်အသေးစိတ်ပြောပြသွားတာပါ။ကဲဒါဆိုလို့ရှိရင်တော့ဒီဗီယိုလေးထဲမှာဘာလို့ဆိုလို့ရင်းလဲဆိုတော့နားလည်နေမလို့ထင်ပါတယ်။ဒါကြောင့်မို့ဒီဂိမ်းတွေကဆိုရပြောလို့ကန်ဆိုးခြင်းကန်ကောင်းခြင်းနဲ့လာတာမဟုတ်ဘူး။သူတို့တွေကွန်ထရိုးလုပ်ပြီးတော့ကိုယ့်ရဲ့ရှုံးရမ်းတာမျိုးကိုသူတို့တွေကပဲလုပ်နေတာပေါ့နော်။ပုလို့မျိုးသိနေရဆိုလို့ရှိရင်ဒီဂိမ်းတွေကိုထပ်မဆော့စေချင်တော့ပါဘူး။ကဲဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ဒီဗီဒီယိုကြည့်ပြီးရင်နောက်ပိုင်းမှာဒီဂိမ်းတွေကိုဆက်လုပ်နိုင်ကြပါသေးပါတော့။ ီဒီယိုလေးကိုအစားဆုံးကြည့်ရှုနေခဲ့တဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်မှာဗီဒီယိုမှာပြန်လေးကြမယ်ဗျာ။ကျွန်တော်ကတော့ Moya Technology ပါ။